အားလုံးမင်္ဂလာပါမောကွင်းသက်မှပြန်လည်ကြိုဆိုလိုက်ပါတယ်ကောင်းသောကြံသမျှတွေဟန်ရလို့အောင်ကြပါစေကောင်းသောပြောသမျှတွေသဘောကျလို့အောင်ကြပါစေကောင်းသောပြုလုပ်သမျှတွေမောချမလွဲအောင်ရပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ် အဲ့တော့အရင်ပို့စီမှာပြောခဲ့တဲ့ဥပမာလေးလိုအမိမသိမိခင်တယောက်ကဖွားမြောက်ခဲ့တဲ့ကလေးရှိရောက်ဟာဘာသာမတူ क्वे ပြားတဲ့မိခင်ရှိရောက်ရဲ့ပြုစုဆောင်ရှောက်ရင်ကြီးပြင်းလာခဲ့ကြတာကလေးတွေဟာ အတိတိသောဩဟာရတွေကိုကိုအတိုင်းဝမ်းရပြောဆိုကြတဲ့ဘာသာစကားတွေကိုစွဲထင်ပြီးတော့ငါကပါလူမျိုးငါကပဲသူငါကပဲရွာသားငါကပဲတိုင်းလာပဲမျိုးနယ်ပဲပြည်နယ်အစရှိတဲ့စိတ်ဓာဝိပ္ပန္နတာ ကြံစီမှုမှာခြင်းစိတ်ဓာတ်အဲတင်ညာဝိပ္ပန္နတာအမမှာခြင်းအတိမအမမအထက်ခါထက်ခါလို့တော့စိတ်၌စွဲမြဲသွားတယ်ဒိဋ္ဌိဝိပ္ပန္နတာအစွဲမှားလीဖြစ်သွားခဲ့ကြတယ်လို့ပြောပြခဲ့တဲ့ဥပမာလေးတိုင်း ျွန်တော်တို့မိษွေတို့တယောက်ချင်းတယောက်ချင်းစီကိုကိုကိုပုံဟပ်ပြီးတော့ဝေဖန်သုံးသပ်ကြည့်ကြမယ်ဆိုရင်ကျွန်တော်တို့လည်းဥပမာလေးတွေကအတူထတ်တူထတ်မြဖြစ်ခဲ့ကြလားဆိုတာဧကမလွဲပါပဲအဲ့တော့ ျွန်တော်ကိုပဲပြန်လဲပြီးတော့သုံးသပ်တင်ပြသွားပါမယ်မိษွေတို့ကလည်းကိုကိုကိုဩငါလည်းဤကဲ့သို့ပါလားဒီလိုပါပဲလားဆိုတာဆင်ញံတွေးစားပြီးတော့ဝေဘာပိုက်ရှာနိုင်ကြပါစေလို့လေးစားစွာပြောကြပါရစေ အဲ့တော့ကျွန်တော်တို့ဘယ်လိုဖြစ်ခဲ့ကြသလဲအားလုံးထင်တာမြင်တာပါပဲကျွန်တော်တို့ဘဝဘယ်ကစလဲမိခင်လို့ဆိုတဲ့ဝန်ကြရိုက်မှာကလလာရေကြီးဆိုတဲ့ရေကြီးတစ်ပေါက်က အာဟာရပစ္စယရူပတမှုရောဆိုပြီးတော့ဩဇာတရဲ့အထောက်ပံ့လက်ဖြစ်ပေါ်လာတဲ့ကလလရေကြီးကလစီကလေးတွေဟာဆင်ကဲဆင်ကဲဝါများပြီးတော့ပုံဟန်တန်တန်တစ်ခုတည်းအောင်ဖြစ်ပေါ်လာအောင်ဝါများခဲ့ကြတာ အဲ့တော့ကျွန်တော်တို့ဟာဒီပဋိသင်္ဍေဝဉဉ်နဲ့တကွကလလရေကြီးလေးဟာပါကြောင့်ဖြစ်တယ်လေဆိုတော့ကံကြောင့်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီဘယ်မြေမှာနေနေဘယ်ရေကိုတောက်တောက်ဘယ်ရတ္တိတာမှာပဲဖွာဖွာ ဒီကလလာရည်ကြီးပဋိတန်လေးစိတ်နဲ့စခဲ့ကြတာတူတူပါပဲဘာကြောင့်ကံလို့ကျွန်တော်တို့ပြောရတယ်လေဆိုရင်တစ္ဆေတစီဟာမြေနဲ့ရေနဲ့ထိတွေ့လိုက်လို့ အညံ့ညောက်ပေါက်ပြီးတော့တို့တက်စီပင်ပြန်ပွားလာတာဟာလေဥရုအဟာရအကြောင်းနှစ်ပါးနဲ့ကလတ်တွေပွားပြီးတော့ပုံဟန်တန်တန်တစ်ခုထင်ပြလောက်အောင်ကလတ်တွေပွားခဲ့ကြတာဒါပြန်ကလတ်ပွားလာခြင်းအတူတူ သစ်ပင်တစ်ပင်မှာကြဒါနဲ့ဖို့လို့អော်ခြင်းသူ့ကိုဘယ်နဲ့လှုပ်တယ်လို့သိခြင်းခံစားမှုမှတ်သားမှုမလေးကဒီလူကြီးငါ့ကိုရိုက်သွားတယ်ခုတ်သွားတယ်ထစ်သွားတယ်ဆိုတဲ့သူတို့ဘာတွေကိုမြင်ခြင်းကြားခြင်းနားခြင်းစားခြင်းတွေ့ထိခြင်းကြံစီခြင်းဆိုတဲ့အမှုတွေ သစ်ပင်ဒီဟူသောတန်တံမှာမပါသည့်အတွက်သူတို့ဟာအိုရုနဲ့ဩဇာအထောက်ပံ့ကြောင်းအကြောင်းနှစ်ပါးနဲ့ဖြစ်လို့အဝဉာဏကသက်မဲ့ဆိုပြီးတော့ပြောကြတာပေါ့အဲ့တော့ခမားတို့ကျွန်တော်တို့တန်တံမှာကြတော့ကလလာရေကြီးဂရေဒီယလေးအဆင့်ဆင့်ကြီးပွားကြီးပွား တိုးတက်စီပင်လာပြီးတော့စကုအကြီးသောတာကြီးကာလအကြီးစိန်ဝါကြီးကာယအကြီးမနောအကြီးဆိုတဲ့အကြီး6ပါးကပါလာခဲ့ထိုနည်းတူပါပဲဘယ်မြေမှာမွေးမွေးဘယ်ရေကိုတောက်တောက်ကျွန်တော်တို့အားလုံးဟာကံကြောင့်ဖြစ်တဲ့ကလပ်ဖြစ်စဉ် စိတ်တန်တည်းဖြစ်စဉ်ဆိုတာအလိုလိုပါပဲအဲ့ကြတော့တို့လိုပြောကြမယ်ဆိုရင်ကျွန်တော်လိုပြောရတဲ့ကလေးတယောက်မိခင်ဝမ်းကြလိုက်ကနေပြီးတော့ဖွားမြင်မြောက်လိုက်တဲ့အခါကျွန်တော်အဖေက မော်ကွန်းသည်ဆိုပြီးတော့အမည်နာမတစ်ခုပေးလိုက်ပြီးဆိုကြပါပေးလိုက်ခဲ့ပြီပေါ့အဲ့ဒီတော့ဝဉဉမြန်တမှုရိတစ္ဆာအားဖြင့်တော့အဖေကတာကိုနာမည်ပေးတယ်ဒီလိုပြောကြရတာပေါ့ကျွန်တော်တို့တကယ်အရှိတရားဖြစ်စဉ်က အဖေလို့ပြောရတဲ့တန်တားမှာလဲယူဘက်ခံလာဖောက်ပြန်တတ်တဲ့ရုပ်တရားစုနဲ့သင်ရခံလာမှတ်သားရတဲ့အစုနဲ့ဝရလက်ခံလာအာယုံရဲ့အပေါ်ခံစားရတဲ့ဝရလအစုခံစားမှုအစုနဲ့ ြုလုပ်မှုအမျိုးမျိုးကိုစေစောတိုက်တွန်းတတ်တဲ့စေရနာသင်္ခါရခန္ဓာအစုတစ်ခုနဲ့မြေဇာကိုမြင်ရင်ကြားဇာကိုကြားခြင်းနာဇာကိုနာသိခြင်းစားဇာကိုစားသိခြင်းတွေ့ဇာကိုတွေ့သိခြင်းကြံသိဇာတွေကိုကြံသိခြင်းဆိုတဲ့သိမှုဝိညာဉ်နဲ့ခန္ဓာဆိုတဲ့သိမှုအစုတစ်ပါး ဲ့လိုအဖေတန်တာမှာရှိတဲ့ခန္ဓာ၅ပါးကသာတန်တာမှာရှိတဲ့ခန္ဓာ၅ပါးဒါသမုဒိနဲ့ကျွန်တော်တို့တင်စားပြောရတာပေါ့ဒီခန္ဓာ၅ပါးအစုကိုဒီခန္ဓာ၅ပါးအစုကပေါ့ပြန်တတ်တဲ့ယုတ်တရားကြီးဟာမောကွင်းတယ်လို့မတမုတ်တတ်ပါ ဒါဖြင့်ခံစားရတဲ့ဝေရလံအစုကလည်းဝေရိတလက္ခဏာဝေရလံဆိုတဲ့ခံစားတဲ့သူ့ကိစ္စသူ့အလုပ်ပဲသူလုပ်တတ်တယ်။မောကွန်းတဲဆိုတဲ့ဟောဟာရတစ်ခုကိုသူမသမုတ်တမကြံစီတတ်ဘူး။တင်စာလလလက္ခဏာတင်ညာဆိုတဲ့မှတ်သားတဲ့ကိစ္စကိုဆောင်ရွက်တဲ့တင်ညာဓာတ်ကလည်း မော်ခွဲသည်ဆိုတဲ့ဩဟာရတစ်ခုကိုလောက်ကြံဖန်တီးခြင်းအမှုကိုသူမစွမ်းနိုင်ပါဘူးအရာရာမှာစိတ်ဆော်ခြင်းမြင်ရမှာစိတ်ဆော်ခြင်းကြားရမှာစိတ်ဆော်ခြင်းနားရမှာစိတ်ဆော်ခြင်းစာရမှာဆေးစော်ခြင်းတွေ့သည့်ရာမှာဆေးစော်ခြင်းကြံစီရာမှာဆေးစော်ခြင်းဆိုတဲ့ ဆေးစောတိုက်တွန်းတတ်တဲ့စေတိတလက္ခဏာစေရဏဆိုတဲ့သင်္ခါရခန္ဓာကလည်းမောခွင်းသေးလို့မသမုဒ္ဒပေါ့သူ့အမှုသူ့ကိစ္စသူ့တရိုးသားလည်းဆောင်ရွက်တတ်လို့လမုတ်ချင်းကိုလည်းသူမစွမ်းသာဘူးဒီနေရာမှာမြင်ဆိုတဲ့သိမှုကြားဆိုတဲ့သိမှု နံဆိုတဲ့တိမှုစာတိချိုချင်ဆန့်ငံကိုတိဆိုတဲ့စာတိမှုဘူတိမှုအေတိမှုမာတိမှုနုညံတိမှုလှုပ်ရှားတိမှုငြိမ်သက်တိမှုဆိုတဲ့ကာယဝဉဏ်ကလည်းဒီမြင်စိတ်ကြားစိတ်နာစိတ်လျှက်စိတ်တွေးတိစိတ်ဆိုတဲ့ ဝิญဉ်၅ပါးကလည်းမြင်ကြီးဟာတတလကိစ္စပဲသူ့အလုတ်ကတတ်နိုင်တယ်ကြားခြင်းဟာတဝလကိစ္စသူ့ကိစ္စဟာဒီတစ်မျိုးပဲနာခြင်းဟာလည်းကာယလကိစ္စစားခြင်းဟာလည်းသာယလကိစ္စတွေ့သည့်ခြင်းဟာဖုတလကိစ္စသူတို့ကလည်းသူတို့အလုတ်သူတို့ဒါပဲစွမ်းဆောင်နိုင်ကြတော့မော်ကွန်းသစ်ဆိုတဲ့ ဩဟာရတစ်ခုကိုကြံ့ကြံ့စီစီနဲ့ပသမုတ်တတ်ပေါ့ဝိဇာလန္နလက္ခဏာဝัญญာလန္ဆိုတဲ့မနောဝัญญဉ်စိတ်ကသာလျင်ဒီငါသားလေးကိုတော့မော်ကွန်းသေးလို့ပေးမယ်ဆိုပြီးတော့ဝัญญာလက္ခဏာစိတ်ကနေပြီးတော့တမုတ်လိုက်တာ အဲ့ဒီလိုတမုတ်လိုက်တဲ့စိတ်ကစိတ်တစားဝါရောတွေလှုပ်ရှားပြီးတော့အဖေလိုပြောရတဲ့တန်တန်မှာမော်ဝဲသစ်ဆိုတဲ့စိတ်ဇောအဟုန်ကြောင့်စိတ်တစားဝါရောတွေလှုပ်ပြီးတော့အဖေလိုပြောရတဲ့ပါဇာနှုတ်ပြအာဇောက်မှာအထက်ကလတ်တွေတိုက်ပြီးတော့အတန်ဓာတ်တစ်ခုဟာစိတ်တစားဝါရောလှုပ်ရှားမှုကြောင့်ဖြစ်ပေါ်လာ မဝင်းသစ်ဆိုတဲ့စိတ်ဇောကြောင့်ဖြစ်လာတဲ့ဒီအတန်ဓာတ်ဟာမီယုံနဲ့တက်တက်မဟုတ်တော့ပဲထိုစိတ်ဇောဟုံကြောင့်ဖြစ်လာတဲ့စိတ်ဇာဝါရောကြောင့်လှုပ်ကပ်မှုတိုက်ခိုက်လာတဲ့အခါဖြစ်ပေါ်လာတဲ့အတန်ဓာတ်မှာလေမောဝင်းသစ်ဆိုတဲ့ဩဟာရအရေးကလေးကပါလာ အဲ့ဒီအတန်ကိုအနီးနားမှာရှိကြတဲ့ဦးကြီးအောင်ဦးကြီးဦးလေးဒေါ်ကြီးဒေါ်လေးအကိုအမအစရှိတဲ့သူတွေကအဖေလိုပြောရတဲ့တန်တန်ကနှုတ်ကလေးတမုတ်လိုက်တဲ့အချိန်မှာဒေါ်တင်စာပဋိစ္စသတ္တိစာဥပ္ပစတိသောတာဝဉ္ဉဏ်လံဆိုတဲ့အတိုင်း အတန်တက်နဲ့အတိတိသောနာဝမှာတိုက်ပြီးတော့ကြာတိစိတ်တွေပေါက်လိုက်တယ်အကြာတိစိတ်တွေမရတော့ဘဲနဲ့တအာယုံနှစ်ရွာရအရာအတန်တက်ဟာသောတမတာရမှာတိုက်လိုက်တဲ့တပြိုင်တည်းမနောဒွာရမှာမရှိမလောင်ကြာရောက်ပြီးတော့ ထိုအတန်တက်ကိုကြားသည့်စိတ်ကကြားယုံတက်တက်ပင်ကြားလိုက်တော်မြလဲပဲထိုအတန်တက်၌ပါလာသောမောကွန်းပစ်ဆိုတဲ့အရေးကိုထိုမနောဒွာရကြားသူရဲ့တန်လျာမှာဩသူသားလေးကမောကွန်းတဲ့ဆိုတဲ့ကြံစီမှုတွေဖြစ်တော့